ဖီယာရီနဲ့ရင်ဆိုင်နေရတဲ့ဗီဒီယိုဝင်ကြီးချုပ်ကီယာစတာမာဟာအင်္ဂါနေ့မှာအင်္ဂလန်အနောက်မြောက်ပိုင်းမှာကျင်းပမယ်ပါတီနှစ်ပတ်လည်ညီလာခံမှာဗီဒီယိုအတွက် သူ့ရဲ့အစီအစဉ်ကိုဆက်လက်ယုံကြည်ဖို့ပါတီဝင်တွေကိုတိုက်တွန်းပြောကြားသွားမှာဖြစ်ပါတယ်စတာမာအာနာယာရှိအားဆလီလာတာရှိသေးပေမဲ့လည်းလက်ရဆုံးပါတီ Reform UK အတွက်ထောက်ခံတာရင်းမြင့်တက်လာတာကြောင့် ရုံးကန်နေရတဲ့ Labor Party ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းတွေစတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ဥရောပသမဂ္ဂစန့်ကျင်ရေးအတိုက်ခံခေါင်းဆောင် Nigel Farage ဦးဆောင်တဲ့ရွှေပြောင်းနေထိုင်သူစန့်ကျင်ရေးလှုပ်ရှားမှုကိုရင်ဆိုင်ဖြေရှင်းဖို့သူဟာမှန်ကန်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့လိုပါဘူးမှာရှိတဲ့စင်မြင့်တစ်ခုမှနေ၍ ဥပဒေပြုအမတ်တွေကိုစီယုံပြောကြဖို့စတာမာကကြိုးပမ်းမှာဖြစ်ပါတယ်။ဒါဟာစံတချက်တစ်ခုပါ။ကျွန်တော်တို့နိုင်ငံရဲ့စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုအတွက်တိုက်ပွဲတစ်ခုဖြစ်ပြီးစစ်ပီးကာလဘီးတိန်ကိုပြန်လည်တည်ဆောက်တာနဲ့အနေထားချင်းတူပါတယ်။ဒီစင်ခေါ်မှုကိုကျွန်တော်တို့အားလုံးရင်ဆိုင်ရပါမယ်လို့ကုစလယ်တွေကိုတီးခံဖို့တိုက်တွန်းရင်းပြောကြားသွားမှာဖြစ်ပါတယ်။ လီဗာပါတီရဲ့လေးရက်ကြာအစည်းအဝေးပွဲကိုစတာမာဟာအနာဂတ်အတွက်ပိုမိုကောင်းမွန်သောအမြင်ကို ပေးအပ်ဖို့ကြိုးပမ်းနေပါတယ်ပြီးခဲ့တဲ့နှစ်ဆိုလိုင်လမှာအနာပြန်ပြီးနောက်ပိုင်းအမှားယွင်းများစွာနဲ့ရင်းဆိုင်နေရတဲ့လီဗာပါတီဟာနောက်ထပ်၄နှစ်အထိအထွေထွေရွေးကောက်ပွဲမကျင်းပရသေးပေမဲ့လူလူထင်မြင်ချက်စစ်တမ်းတွေမှာလက်ရအစွန်းအဖွဲ့နောက်မှာရှိနေပါတယ်ခင်ဗျာ လူ့သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။